1998ခုဆယ်လပိုင်းမှာထုကုံမီဥသေးစားမှာကျွန်တော်တို့ရာမီကိုတိတ်စီတော့ပါတယ်။တိတ်စီပြီးဒီကာလနောက်ပိုင်းမှာကျွန်တော်တို့ကိုဘွားတွေလက်တွေတော့လောက်ခွန်းလုံးဝမရှိပါဘူး။ကျွန်တော်တို့တော့လို့ရှိရင်လက်ဝင်ရင်ထင်း၊ဘွားဝင်ရင်ထင်းလို့သူတို့ပြောပါတယ်။ဒါမျိုးတွေပြောတာကျွန်တော်တို့တစ်ချိန်လုံးခံခဲ့ရပါတယ်။ခုချိန်မှာသမရာကြီးကလည်းပြောနေပါတယ်။ကျွန်တော်တို့တိတ်စီကံရာမီတွေပြန်ပေးမယ်ပြည်သူတွေကိုအခုကျွန်တော်တို့ရာမီတွေကိုပြန်လိုချင်တယ်။ ကျွန်တော်တို့အနေနဲ့အဲ့ဒီရာမြေတွေကိုရအောင်ကျွန်တော်တို့တောင်းဆိုမယ်ပြီးတော့ကျွန်တော်တို့လက်ရာမြေတွေဟာအယောဆိုတာလည်းမရခဲ့ပါဘူးနေနာကြီးလည်းမရခဲ့ပါဘူးအခုချိန်ကျတော့ကျွန်တော်တို့မိသားစုတွေဟာရုတ်ကစားတော့ကြလဲနေပါပါတယ်ဆင်းရဲနွားမနေပါတယ်အခုချိန်ကတောင်နေနာကြီးဆိုတာလည်းမသိလောက်ရှားဆိုတာလည်းမရှိကျွန်တော်တို့မှာတနေ့လုံးမှာတနေ့စားရတဲ့အချိန်ခါကိုရောက်နေပါတယ်ဒါမဲ့ခုခုကာလမှာပွင့်လင်းရာတွေရောက်နေတဲ့အတွက်ကိုကိုရာကိုလက်မြေတွေကိုပြန်လဲလိုချင်ပါတယ် ျမအရာကျမတို့ຢာရဖို့အရေးပါပဲရှင်မီးရိုးဖက်တာလုတ်ကိန်းလာတဲ့တောင်းတွေပါရှင်ရိုးရိုးသားလာတွေပါရှင်ဝါခက်ခဲဟုတ်ကဲ့ဖြစ်ပါတယ်ရှင်ဆေးထုတ်ကျမအရေးမကောင်းရင်လည်းဆေးထုတ်ပတ်ဆက်တပြားမှမရှိပါဘူးဒီလိုပဲလုတ်ကိန်းရပါရှင်အဲ့ဒီဒိန်းဒိန်းကာလမှလည်းပဲကျွန်တော်တို့ကိုအာသူတို့ပိုင်းတဲ့ထဲကိုလူရောနွားရောတယောက်ဥမှအပြတ်မခံပါဘူးအပြတ်မခံတဲ့အပြင်မှာဒါလို့ရှိရင် ဒါဆိုလို့ရှိရင်ထင်းလုံမယ်တက်ဆိုရင်ထင်းလုံမယ်အဲအဲ့ဒီလိုနဲ့ရဲများကိုလုံညိုးရဲများကိုစောင့်ကြထားပါလေသူတို့ထဲကိုဝင်မယ်ဆိုလို့ရှိရင်အချင်းကစားပြီးသူတို့ထဲကိုဝင်လို့ရှိရင်နွားဆိုလို့ရှိရင်ဟင်းလက်ဆိုလို့ရှိရင်ထင်းကျွန်တော်ဒေသမှာနွားကြောက်ကြမှာမဲ့လို့လှုပ်ရှားကြရနေရရှိတော့ပါဘူးခုချိန်ကတမတားကြီးတမတားကြီးညွှန်ကြားချက်နဲ့ကိုရာကိုလက်မြေတွေကိုပြန်လဲပေးရတာကိုကျွန်တော်ကြားသိရပါတယ် နော်တို့ဘွေးတိုက်ဒေတာကြီးပွင့်မြို့မြို့နယ်မဲဆန္ဒနယ်ကျွန်တော်တို့ဒေါက်တာဦးအောင်မိုးညိုဟုတ်ကဲ့အားရမြောက်ဦးကျွန်တော်တို့တောင်သူအနေနဲ့ပြန်လည်ပြီးတော့တောင်းဆိုပါတယ်တတ်နိုင်ဆုံးလဲကြီးစုနားလည်ပေးမယ်လို့လည်းကျွန်တော်တို့တောင်သူများကမျှော်လင့်နေပါတယ်ခင်ဗျာကျွန်တော်တို့တောင်သူဆိုမရမချစ်ဆန္ဒပြတောင်းဆိုမရမချစ်ဆန္ဒပြ